ဟိုအကိုတို့အဖွဲ့ရဒီအင်အားပြင်းကလေးလှုပ်ခတ်ခဲ့တဲ့ဒီအကွဲချောင်းတစ်လျှောက်ကိုပေါ့လေမှတ်တမ်းတင်တာတွေလုပ်နေရဆိုပြီးတော့သိရတယ်ဟိုအဲ့အချင်းလေးလေးပြောပြပေးပါအောင်ဗျာဟုတ်အခုလက်ရှိကကျွန်တော်တို့ကအာဒီအပွဲကြောင်တစ်ချောင်းမှာဖြစ်ပေါ်နေတဲ့အဟိုဘယ်ဘယ်နေရာဘယ်မြို့တွေမှာဘယ်အပွဲကြောင်တွေဖြစ်နေဆိုတဲ့ဟာတွေကိုကျွန်တော်တို့ကဟို supply data အရာဒီလမ်းကြောင်တွေပေါ်မှာပြီးတော့ကျွန်တော်တို့ဟို upload ကားတွေနဲ့ကြောင်းတိုးတယ်တိုးပြီးတော့မှပတ်တမ်းယူတယ် တန်းယူတဲ့နေရာမှာကျွန်တော်နှစ်မျိုးရှိရကကျွန်တော်လက်ရှိဘူမိနေရာဆရာကြီးဘူဘူမိနေရာဖျက်ရှင်နေရာသုံးတဲ့နိုင်နဲ့ဒေတာမျိုးရအောင်လက်ရှိနောက်ပြီးတော့ဟို update ပေါ့ဗျာဟိုဒီဟာတွေကကျွန်တော်တို့အတေဖြစ်တော့မှဒီကွဲချောင်းနေရဲ့ခြေလေးကိုအလုံးနဲ့သိနိုင်အောင်ဒီရီယယ်ချက်ကုန်းနဲ့ကျွန်တော်တို့ကအာအရင်ဆုံးဒီစကောက်ဒင်းနေနဲ့အရင်ဆုံးစပြီးတော့ကျွန်တော်ကျွန်တော်ကျွန်တော်ဥပစာပြီးစဖတ် လက်ရှိမှာရောကိုတို့ဘလောက်ထိဟိုပါဘောလေဟုတ်ဘလောက်ထိမှတ်တမ်းတင်တာတွေဘလောက်ထိလောက်ထားပြီလဲဒီအကွဲချောင်းကရောဘလောက်ဘလောက်ထိရှည်လဲပေါ့လေမြန်မာနိုင်ငံဘယ်နေရာနေဘယ်ထိလောက်ရှိလဲအဲ့ဒါလေးလည်းရှင်းပြပေးပါဦးဟိုခမိုင်းကြီးပေါ့နော်ခမိုင်းကပြန်ကီလိုမီတာကအဲ့ဒါကျော်တယ်ကီလိုမီတာကအဲ့ဒါကျော်တာဘယ်ကနေဆိုလဲပေါ့တောင်ပေါ်လောက်ကနေပြီးတော့အခုလက်ရှိကျွန်တော်စကိုင်းတိုင်းရဲ့ဟိုကဟိုပေါ့အဲကြောင်ပြောင်းလောက်ကြီးရှိနေဒီအကွဲချောင်းကလေအာနေပြီးတော့အနီးဝိုက်ကစားတယ်အနီးပြီးတော့တချို့ဆယ်လေး တော့ဒီလိုအထောက်ပေါ့နော်ဒီလိုအထောက်နဲ့အာဂျီမနာအဲ့ရနေတာတာပြီးတော့တကြီးနဲ့အပေါ်ဆက်တက်သွားတယ်တော့ဘက်ဘက်ဘက်ကိုဆက်တက်သွားတယ်ဒီမဲတဲ့ကြော်ပွဲအဲစားစီမိတ်တီလာပြီးသွားရင်ကျွန်တော်ဒီဘက်အပေါ်ဆက်တက်ရင်ဒီဖန်လေးတိုင်းရောက်ပြီဆိုရင်ဖန်လေးတို့အဲ့ဒီနာဝင်းရနေရာတွေပေါ့ဗျာနောက်ဆုံးအခုကျွန်တော်တို့ဘယ်ကနေသွားဖြစ်လဲဆိုတော့ဒီအပိတလာချစ်တဲ့အဲတပိုင်းတိုင်းဒီတိုင်း အဲ့ဝင်းကျင်လောက်ကြီးကျွန်တော်တို့မှတ်တမ်းတွေပြသပြရတယ်ဟိုဒီအကွဲကြောင်းတစ်ချောင်းမှာဆိုရင်ရောဟိုဘလောက်ထိလေနေဟိုထိခိုက်ပျက်စီးတာတွေရှိလဲပေါ့လေဟိုပြီးတော့အဆိုးအဝါးဆုံးဖြစ်တဲ့နေရာတွေကရောဘယ်နေရာတွေဖြစ်မလဲကိုအကျွန်တော်တို့ရောက်ခဲ့တာအဓိကအကွဲကြောင်းနေရာတဝိုက်ကူပဲရောက်ခဲ့တာအကွဲကြောင်းနေရာတဝိုက်မှာကဟိုတချို့အကွဲကြောင်းတွေဖြတ်သွားတဲ့ရွာတွေလည်းဟိုတားရိုက်ပြည့်တဲ့အကွဲကြောင်းဖြတ်သွားတဲ့နေရာတွေပြည့်စီးတယ်။တချို့အကွဲကြောင်းတွေဖြတ်သွားတဲ့နေရာတွေမှာတချို့နေရာတွေကအဲဒီရဲ့ ဟောပေါ့ဒီလမ်းကြီးတွေကိုဖြတ်သွားတာပေါ့ဗျာအခုမှကျွန်တော်တို့တိုက်နေတဲ့ဟိုဖယ်ရီရဲ့ပေါ်လာရှိတယ်အဲကျွန်တော်တို့ကစာတီးရောအဆက်ပွဲဆိုရင်ကျွန်တော်ရောက်တဲ့အချိန်မှာအဲ့အပွဲတောင်းယူသွားတာဒီဟိုပြန်ပို့ပြီးတော့ဟိုဖော်ထားတဲ့နေရာလည်းရှိရတာအာမြစ်သားမြို့ကျဲဟောပေါ့အနောက်ဘက်နားလောက်ကြာဒီရောသမုံမြို့ကလည်းသမုံချောင်းပေါ့သမုံချောင်းအဝနားဝင်းကျင်မှာရှိတယ် အဲသူတို့ဒီဘောနော်တောင်သူတွေဆိုင်တယ်ငါပြောခင်းလို့မပြောဆိုင်ခဲ့တော့ဘာလို့အဲ့ဒါကြီးကတော့အဲအကွဲကြောင်းနဲ့မနီးပဲနဲ့ဆောနာကျွန်တော်တို့ပြောတဲ့30ကီလိုမီတာပေါ့30ကီလိုမီတာအရှိတ်နဲ့တော့30ကီလိုမီတာဝင်းညင်မှာတော့ဒီလိုဆက်သွားပြီးတော့စိုက်တူးလို့မရတဲ့အဖြစ်ဒီအဲတွေ့ခဲ့တာဟုတ်ပြီးတော့လေးကိုအခုလိုမျိုးဒီမှတ်တမ်းယူတဲ့အခါမှာရောဒီကြီးမားတဲ့စိန်ခေါ်မှုအနေနဲ့ရောဘလို့အခက်အခဲတွေရှိလဲပေါ့လေ။အခက်အခဲကိုကျွန်တော်ဒီလိုသိရတာ ီးတယ်ဒါလည်းဆိုတော့သွားလာတဲ့ခြေနေသွားလာတဲ့ခြေတော့ကျွန်တော်တို့ဒီအပွဲကောင်းကြီးကားလမ်းပေါက်တဲ့နေရာလဲတက်ကျင်လာတက်တယ်ဘောကားလမ်းမရှိဘဲနဲ့ဟိုဟိုတချို့ရွာတွေရဲ့နောက်ဘက်တွေမှာဆိုရင်တဲသားဘာလို့လဲနေရို့ကျုပ်ကနေရတော့လေဒီကျွန်တော်တို့ဖြားတဲ့အခါမှာကျွန်တော်တို့လက်ရှိကျွန်တော်တို့အပွဲကအဓိကဒီဘောပေါ့တန်းတန်းတောင်းနဲ့တားကြီးနေတယ်ပေါ့ကျွန်တော်တို့သွားခဲ့ရတာရှိတယ်ပေါ့အဲတော့ရှောက်တော့ကျွန်တော်တို့အဲ့လိုပဲအိုက်တိုင်းနေပဲသွားရတာပေါ့ အဲရာဒီယိုကူတာအတန်းတို့ဟိုအေးရဲ့ဟိုအချိန်နေတော့မူပြီးတော့ကျွန်တော်တို့မှာဟိုပါဗျဘေးမြန်းပြီးတော့မှအချိန်နေကြိုပြီးတော့စုံစမ်းပြီးတော့မှဒေတာကန်နေုံပြီးတော့မှသွားတဲ့နေနေရကျွန်တော်ပေါ်ရတာပေါ့ဟုတ်ပြီးတော့နောက်တစ်ခုပေါ့လေဒီအရင်ကရောဒီလိုမျိုးမှတ်တမ်းယူတာတွေပေါ့လေဟိုရှိခဲ့ဘူးလားပေါ့လေအရင်ချိန်နေနဲ့ရောဘာတွေကြွားချတာတွေရှိလဲကျွန်တော်အသက်တန်းတစ်လျှောက်မှာလက်ရှိဒီငလေး ကြောင်းဖြစ်လာတဲ့အကွဲကြောင်းဆိုတာကျွန်တော်ရဲ့ကျွန်တော်တို့ဆိုတော့အဆိုင်ပေါ့အနေနဲ့ပတ်သက်ပြီးတော့ကြတော့အခုဒါကအခုမှကျွန်တော်တို့တာပြီးတော့ဟိုပါပေါ့ကျွန်တော်ကျွန်တော်ညီလာစပြီးမှကန်းပြရတော့နောက်နောက်ဆုံးအနေနဲ့ပေါ့လေဒီငလင်အကွဲကြောင်းကိုဒီကိုတို့ဒီမှတ်တမ်းတင်နေရတဲ့ပတ်သက်ပြီးတော့ဒီဖြည့်ဆက်ပြောချင်တာရှိရင်လည်းပြောပြပါဦး။အာကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကအဓိကပါလဲဆိုတော့ငလင်ကြောင်းဖြစ်လာတဲ့အကွဲကြောင်းရဲ့နောက်ဆက်တွဲပေါ့နော်။နောက်ဆက်တွဲဆိုတာဘယ်လိုဖြစ်လဲဆိုတော့ဒီပုံဝင်းနေမှာဆုံးရှုံးမှုတွေနဲ့ဒီ AI ကလင်းသိမ့်မလင်းသိမ့်။အခုတော့ဒီ AI မှာ ဟိုသားပေါ်တော့ဗျာဥမာပလင်းဖြတ်သွားတဲ့တို့ရမဲသိမ်းပြော့ွဲဝင်းကျင်မန္တလေးတို့ပါမိပါလို့ပြည်ရေးသုံးချုံမှုကြီးအတော့တိုင်းတာရဲ့တစ်နှစ်ကြီးဘယ်တော့ပြည်ပြီးသွားတယ်ဆိုတော့ဒီတာအချက်လက်ကြီးပြီးရင်ဒီအလင်းကြီးရဲ့ movement ကြီးကဘယ်တော့ဒီပြေးသွားလဲဆိုတော့ဟိုအသေးစိတ်တိုင်းတာမှုကြီးကကျွန်တော်ကျွန်တော်လက်ရှိကျွန်တော်တို့ခေတ်ကြီးပြီးရအပွဲပြီးပါနောက်ပြန်နောက်ရတဲ့အပွဲကအခက်ဒါဒီကကျွန်တော်ပြောရတဲ့အသေးစိတ်တိုင်းပဲဟို အခြေအနေတွေတော့ကျွန်တော်လုပ်ဖို့တော့ရှိနေပါတယ်